ရုရှားက KF ကိုတိုက်ခိုက်ပြီးတဲ့နောက်ပြီးခဲ့တဲ့အော်တိုဘာလ31ရက်နေ့မှာပူတင်ဟာမဟာအမှားကြီးတစ်ခုကိုလုပ်ခဲ့ပါပြီ။သူဟာယူကရိန်းမျိုးကြီးကိုအကြီးစားတိုက်ခိုက်မှုတွေစတင်ခဲ့တာပါ။ယူကရိန်းရဲ့စွန့်ရင်ဒါအပေးစက်ရုံတွေကိုသာတိုက်ခိုက်ခဲ့ရင်မော်စကိုဟာစောင်းနှင်းမှာမီးပြတ်လိမ့်မယ်လို့ဇယ်လန်စကီကအကြေညာသတိပေးခဲ့ပေမဲ့ဒီလိုလုပ်ခဲ့တာပါ။ ါကြောင့်မဲ့ယူကရိန်းကချက်ချင်းပြန်လည်လက်တော့ပြန်ပြီးတုံ့ပြန်မှုကရပ်ဆက်ခဲ့ပါသည်။ယူကရိန်းဟာဒီစစ်ပွဲမှာအကြီးမားဆုံးသော drone တိုက်ခိုက်မှုနဲ့တုံ့ပြန်ခဲ့တာပါ။ရလက်ကတော့ Kremlin အစိုးရအတွက်မျက်နှာပြက်စရာတသက်ဖြစ်ခဲ့ရပါသည်။ဆောင်းရာသီရောက်လာတော့မှဖြစ်လို့ရုရှားနိုင်ငံတဝါလုံးကပြည်သူတမ်းပေါင်းများစွာဟာအိမ်တွေအပူပေးဖို့လျက်စင်ပြီးလုံးဝမရဘဲဖြစ်နေကြပါသည်။ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကမိုးကောင်းငင်ကိုအလင်းရောက်ပေးနေချိန်မှာမော်စကိုဟာယူကရိန်းကလင်းငယ်တွေခံစားနေရတာကိုအခုမှကိုချင်းစာစာပြူလာပါပြီ ရုံးတွေအပြုံလိုက်ထိုးပေါက်တိုက်ခိုက်မှုကယူကရိန်းဟာမြို့တော်ရဲ့လျှက်စစ်တအားလိုင်းကိုဖြိုးချနိုင်တယ်ဆိုတာသတိပြလိုက်ပါရယ်။ဒါကြောင့်ပဲပူတင်စိတ်ပူနေတာပါ။ဘာကြောင့်လဲဆိုတော့သူဟာယူကရိန်းမြို့တွေကို၃နှစ်တာကာလပတ်လုံးအပြစ်ပေးမခံရဘဲတိုက်ခိုက်ခဲ့တာအခုတော့တရားဝင်ပြီးဆုံးသွားပြီဖြစ်လို့ပါ။ဇောင်းရသည့်ဟာရုရှားစီကိုပြန်ရောက်လာပါပြီ။ကနအူးအစအနေပြန်ကြည့်ရအောင်ပါ။အော်ဘာလာ30ရည်ဟာယူကရိန်းနိုင်ငံတော်ဝန်လုံးကအရက်သားတွေအတွက်အကြောင်းမဖွဲ့အကောင်ဆုံးညများတဲ့ကတညာဖြစ်ခဲ့ပါတယ်။ ရုရှားဟာဒရုန်းပေါင်း650နဲ့ပယ်ထိန်ဒုံးကြီး6ခုအပါအဝင်ဒုံးကြီး52စင်းပစ်လုခဲ့ပါတယ်။ယူကရိန်းကအဲ့ဒီဒရုန်းနဲ့ဒုံးကြီးအများစုကိုပစ်ချနိုင်ခဲ့ပေမဲ့နည်းနည်းပါးပါးတော့လွတ်ထွက်သွားခဲ့ပါတယ်။ဒီအတွက်ကြောင့်အနည်းဆုံးလူ3ဦးသေဆုံးခဲ့ရပြီးအဲ့ဒီအထက်မှာအသက်9နှစ်အရွယ်ကလေးမလေးတဦးလည်းပါဝင်ပါတယ်။ဒါအပြင်တခြားသူ28ဦးလည်းဒဏ်ရာရရှိခဲ့ပါတယ်။မြို့တော်တော်များများမှာရုရှားဟာယူကရိန်းရဲ့စွန့်ရင်ဒါဘေးစစ်ရုံတွေကိုတမင်ယူရွယ်ပြီးပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။ဒီအခြေအနေကြောင့်ယူကရိန်းတိုင်းနိုင်ငံလုံးမှာမီးပြတ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတမရဇလန်စကီကသူ့ရဲ့ညစဉ်ဗီဒီယိုမိန်ကွန်းကိုမှောင်မဲနေတဲ့အခြေအနေမှာပြောကြားဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူပြောခဲ့တာကိုကြည့်ကြည့်လိုက်ပါ။ Krishna terror. This is outright terror. Normal people don't wage war like this and the world must respond appropriately to such Russian warfare. ရရှားမီဒီယာတွေကတော့ဒီမီးပြတ်မှုကိုအမြန်ဆုံးဝမ်းသာအားရဂုဏ်ပြုခဲ့ပါတယ်။သူတို့ရဲ့ဖော်ပြချက်တွေထဲမှာဇလန်စကီရဲ့အမှောင်တွေကညစဉ်မိန်ကွန်းတွေရောမီးမရှိတဲ့ယူကရိန်းလမ်းတွေကိုရောလှောင်ပြောင်ခဲ့ကြပါတယ်။ ခရမလင်မီဒီယာတွေကတော့ပုံမှန်တိုင်းသူတို့ပြောတဲ့ဇကားတိုင်းမှာလိန်ညာမှုတခွန်းစာနှခွန်းစာထည့်ပြောပါရီရုရှားကနေအကြီးကျယ်ဝါဒဖြန့်နေကြပါဒါပေမဲ့သူတို့ဟာအမြန်ဆုံးနှုတ်ဆက်သွားခဲ့ကြပါရီဘာကြောင့်လဲဆိုတော့ဇလန်စကီကလွန်ခဲ့တဲ့လကပဲရုရှားဟာယူကရိန်းကိုထိခိုက်အောင်လုပ်ရင်းမော်စကိုမှာမီးပြတ်သွားစီရမယ်လို့ပူတင်ကိုတတိပေးခဲ့တာကိုသူတို့မေ့နေခဲ့ကြလို့ပါကဲဘာဖြစ်သွားသလဲဆိုတော့ဇလန်စကီဟာအဲ့ဒီဂရီကိုအကြီးအကျယ်အကောင့်ထဲပေါ်လိုက်ပါရီ။ဒါဟာယူကရိန်းကဒီစစ်ပွဲမှာလုပ်ခဲ့တဲ့များတွေမှာအကြီးဆုံး drone တိုက်ခိုက်မှုဖြစ်ခဲ့ပါရီ ပုံမှန်ညတညမှာယူကရိန်းကရုရှားတွေကို drone အစစ်90ရာနဲ့200ကြာပို့လို့လေးရှိပါတယ်။ဒီမြေပုံကိုကြည့်ကြည့်လိုက်ပါ။မော်စကိုကိုဥတီနေတဲ့ drone ဗနက်စီးလဲရေးတွက်လို့ရပါသလား။ကနောဥစားမှာလူအများစုလဲရေးတွက်လို့မရခဲ့ပါဘူး။ဒါကိုအပြုံလိုက်ထိုးပေါက်တိုက်ခိုက်မှုလို့ခေါ်ပါတယ်။ဒီစစ်ပွဲမှာနှစ်ဖက်စလုံးကအသုံးပြုကြပြီးတော့တစ်ဖက်မှာလေကြောင်းရံကာကွယ်ရေးစနစ်တွေရှိနေတော့လာနေတဲ့မြအရာအလုံးကိုရပ်တန့်နိုင်ဖို့မဖြစ်နိုင်တော့အောင် drone နဲ့ဒုံးကြီးအများကြီးပို့ထုတ်လိုက်တာမျိုးပါ။ ဒါကြောင့်ပျက်စီးဆုံးရှုံးမှုကတော့အာမခံချက်ရှိနေပါပြီ။ဒါကြောင့်ယူကရိန်းဒရုန်းတွေစတင်ထွက်ခွာချိန်မှာလူတွေက drone 250ဝန်းကျင်ပို့လွှတ်တယ်လို့ထင်ခဲ့ကြပါရီ။ဒါကပုံမှန်ထက်တောင်ပိုများနေပါပြီ။ခဏကြာတော့တချို့က400လောက်ဖြစ်နိုင်တယ်လို့တွေးခဲ့ပါရီ။ဒီအချိန်မှာပဲရုရှားရဲ့ Telegram Channel တွေကနေယူကရိန်းရဲ့တိုက်ခိုက်မှုဟာရုရှားရဲ့မြို့ဒရုန်းများကိုဥတီနေတဲ့ drone 900အနေ800ကျားရှိရဲ့အကြောင်းအတည်ပြုခဲ့ပါရီ။ဒါကြောင့်ဒါဟာယူကရိန်းကလုပ်ခဲ့သမျှတွေမှာအကြီးမားဆုံး drone တိုက်ခိုက်မှုဖြစ်ခဲ့ပါရီ။ ရုရှားမျိုးတွေမှာညတကောင်ရဲမှာအော်အော်တန်တွေစတင်ပြီးဟိလာပါတယ်။ဗီဒီယိုကလစ်မှာမြင်ရတဲ့အတိုင်းရုရှားရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေကဒီ drone တွေကိုပစ်ချဖို့အမိုးကောင်းငယ်တစ်ခုလုံးကိုအလင်းရောင်ပေးနေခဲ့ပါတယ်။ဒါတွေကဒုံးကျည်တွေမဟုတ်ပါဘူး။သူတို့ဟာတနက်ပြစ်တံတွေနဲ့တူပြီး drone တွေကိုတံပြန်ဖို့အတွက်ကုန်ကြစိတ်ပို့တတ်တာပါတယ်။ဒါပေမဲ့ယူကရိန်းက drone 800ကိုအသုံးပြုခဲ့တဲ့အပြုံလိုက်ထိုးပေါက်တိုက်ခိုက်မှုဖြစ်နေတော့ရုရှားအတွက်အားလုံးကိုပစ်ချဖို့များလုံးနေခဲ့ပါတယ်။ဒါပေမဲ့အများအားလိုပဲ ရုရှားအရာရှိတွေကသူတို့ဟာတရားရဂိုင်းတော့အောင်မြင်တယ်လို့ပြောဆိုခဲ့ပါရီဒါကြောင့်မြင်ရတဲ့ပျက်စီးမှုမှန်သမျှဟာ drone တွေကြောင့်မဟုတ်ပဲရုရှားရဲ့အပျက်စီးအပိုင်းစားတွေကြောင့်ဖြစ်တယ်လို့ဆိုလိုပါရီပူတင်ကိုယ်တိုင်ပြောခဲ့တာပါဒါပေမဲ့ရလက်ကတော့ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ပါရီနောက်ကလစ်ကတော့မော်စကိုကပါအဲ့ဒီမှာမီးရောင်ရှိမှရှိကြည့်လိုက်ပါဦးကဲဒါဆိုရင်နောက်ထပ် clip တစ်ခုမှတင်တစ်ခုခုမြင်ရနိုင်ပါရီအလေးအောင်တော့ရှိပါရီဒါပေမဲ့ပန်းချန်တွေကရုရှားလူမျိုးတွေကတော့ကြောက်လန့်နေကြပါရီကြည့်ကြည့်လိုက်ပါဦးယူကရိန်းရဲ့အပျက်စီးအပိုင်းစားတွေ ဒါလည်းတော်တော်လေးဆိုပါရီရုရှားရဲ့ဒါဘေးစက်ရုံတစ်ခုကပောက်ကွဲမှုဟာကြီးမားလွန်းလို့မပြည့်စည်ပဲမနေနိုင်ခဲ့ပါဘူးပူတင်နဲ့ဇလန်စကီကြားမှာဘာသာစကားနားလည်မှုလွဲတာများရှိသလားလို့တော့မသိပါဘူးဘာလို့လဲဆိုတော့ပူတင်ကဒီကိစ္စကိုဒါဘေးစက်ရုံမှာဖြစ်တဲ့အရေးပေါ်အခြေအနေလို့ခေါ်ခဲ့တဲ့အချိန်မှာဇလန်စကီကတော့တာဝန်ပြီးမြောက်တယ်လို့ခေါ်ဆိုလို့ပါကဲဒီကလစ်ကိုကြည့်ကြည့်လိုက်ပါ Мама! Ты взорвали! вон он меня видно, я засняла. Мама, я боюсь. Ты там тест взорвали. ဒါဆိုရင်ဒီ drone အပျက်စီးတွေကြောင့်ကြောက်ရွံ့နေကြတဲ့ဒါဘေးစစ်ရုံတွေမဟုတ်တော့ပါဘူး။ရုရှားလူမျိုးတွေလည်းပါဝင်လာပါရဲ့။ဘာကြောင့်လဲဆိုတော့အဲ့ဒီ area ကရုရှားလူမျိုးကတုံ့လှုပ်မှုအရန်ကြီးမားလို့ဒါ drone လားဒါမှမဟုတ် nuclear တိုက်ခိုက်မှုလားဆိုတာတော့ကိုယ်ကိုယ်ပြပြမသိနိုင်ကြတော့လို့ပါ။ Now that clip ayat aku soal di dalam bisnes <coughs> yang mah, pakai dan belah di cedera soal air area ga Russia asal ni bah tung kah doa ni. Keh di keliru cici bah. Yes, he did. It flew right somewhere over my head. The whole house F King shook. I heard that is buzzing. Сука, я Охуеть. ဇယ်လန်စကီကြေပေးထားတဲ့အတိုင်းမော်စကိုရဲ့လျှက်စစ်တားအလိုင်းကိုယူကရိန်းဖြိုချနေပါတယ်။ဒါဟာပူတင်လုံးဝအသိမဖြစ်သေးတဲ့ကိစ္စပါ။ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့၃နှစ်တာကာလပတ်လုံးယူကရိန်းဟာမော်စကိုအတွင်းကဒါဘီစစ်ရုံတွေကိုလိုက်တိုက်နိုင်ဖို့အဝေးပစ်စွမ်းရည်တွေတကယ်တမ်းမရှိခဲ့လို့ပါ။ဒါပေမဲ့အခုတော့စစ်ပွဲဟာရုရှားနဲ့ရုရှားလူမျိုးတွေစီကိုပြန်ရောက်လာပါပြီ။ဒါပေမဲ့ရုရှားကိုဒုက္ခပေးနေတာယူကရိန်းကြီးပဲတော့မဟုတ်ပါဘူး။ဖျားသခင်လည်းပါဝင်နေပါရဲ့။လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲမော်စကိုမြို့ပေါ်မှာဥက္ကာခဲတလုံးပောက်ခဲ့ပြီ အပိုင်းအစတွေကမြို့တဝမ်းလုံးကိုပြန်ကျဲသွားခဲ့ပါတယ်။ကြည့်ကြည့်လိုက်ပါဒီမှာရုပ်တံမှတ်တမ်းမှာဖျားသခင်ကပူတင်ကိုမကျင်တော့ဘူးထင်ပါတယ်။အဲဒီနောက်နောက်တနေ့မှာပဲမြို့လေကောင်မှာကားအယောင်းဆိုင်ဒါမှမဟုတ်ကားပြူပြင်းစခန်တစ်ခုမီးလောင်ခဲ့ပါတယ်။နောက်ဆက်တွဲအခြေအနေကိုတော့ပြောပြဖို့ခက်ပါတယ်။ဒါကကားယောင်ဆိုင်မှာဖြစ်တဲ့မီးမျိုးပုံစံတော့မဟုတ်ပါဘူးကြည့်ကြည့်လိုက်ပါဦးဟုတ်ပါတယ်မြင်ရတဲ့အတိုင်းပါပဲရုရှားလူအဖွဲ့အစည်းဟာစာသားအတိုင်းရောစီးပွားရေးအရာပါပြောလဲနေပါတယ်ဒါဆိုရင်ရုရှား TV အစီအစဉ်တင်ဆက်သူတွေ ခရမလင်ဝါဒဖြန့်ချီသူတွေဘာလုပ်နေလဲလို့ခံမှန်းကြည့်လိုက်ပါသူတို့ဟာ NATO ကိုပဲပြန်ပြီးအပြစ်ပုံချနေပါတယ်ရုရှားမှာဘာဖြစ်ဖြစ်သူတို့ NATO ကိုကြည့်ပြီး NATO ရဲ့အမှားပဲလို့ပြောနေကြတာမျိုးခံစားရပါတယ်ပူတင်ဟာခြေမကိုဇပွဲကုန်နဲ့တိုက်မိတော့ဒါ NATO ရဲ့အမှားလို့ပဲပြောမလားတော့မသိပါဘူး Kremlin TV က click ကိုလည်းကြည့်ကြည့်လိုက်ပါရုရှားစီးပွားရေးအခြေအနေဆိုးရွားတာဟာအနောက်အုပ်စုကြောင့်လို့သူတို့ပြောနေကြပါတယ်။ရုရှားကိုအားနည်းအောင်လုပ်ပြီးပြည်မနှွမ်းနေအောင်လှုပ်ချင်နေတယ်လို့ဆိုပါတယ်။အနောက်အုပ်စုရဲ့သဘောတူညီမှုယူဖို့စကားပြောတာဟာလည်းအချင်းကြီးပဲလို့သူတို့ကပြောပါတယ်။ သူတို့ရဲ့အမြင်အရဆိုရင်ဘလို့သဘောတူညီမှုမျိုးကိုမဆိုရုရှားအတွက်စိုးရိုးပဲဖြစ်စေမှာပါဒါကရုရှားရဲ့အမျိုးသားအကျိုးစီးပွားကိုထိခိုက်စေမယ်လို့ပြောနေတာပါအနာအုပ်စုဟာဒီသဘောတူညီချက်ကိုအသုံးပြုပြီးရုရှားကိုအားနည်းတဲ့အောင်ဖြစ်အောင်လုပ်လိမ့်မယ်လို့သူတို့ထင်ပါတယ်ရုရှားဟာစစ်ပွဲကနေရကျင်တာကိုမရခဲ့ဘူးလို့လည်းသူတို့ကပြောပါတယ်နေတိုအားနေသွားမဲ့အစားဖင်လန်ကလည်းနေတိုနဲ့ဝင်သွားခဲ့ပါပြီ။ဒါဟာရုရှားလူဂျင်နာရဲ့စန့်ကျင်ဘက်ပါ။အဲ့ဒီအပြင်အနောက်အုပ်စုဟာရုရှားနိုင်ငံအတွင်းမှာပြည်ထောင်နေဖြန့်နှိပ်ဖို့စူးစမ်းနေမယ်လို့လည်းသူတို့ကပြောပါရယ်။ မနာအုပ်စုကိုကူညီဖို့အသင့်ရှိနေတဲ့သူတွေရုရှားထဲမှာရှိနေတယ်လို့သူတို့ကဆွဆွဲပါတယ်။ရုရှားလူမျိုးတချို့က Big Mac နဲ့ Coca-Cola လိုအသင်းစားအစာလေးတစ်ခုအတွက်သူတို့ရဲ့မိသားစုကိုတောင်ရောင်းစားလိုက်မယ်လို့ပြောပြီးလူတွေကိုစော်ကားပြောဆိုခဲ့ပါသေးတယ်။ဒီလူတွေကစစ်ပွဲကိုလေးလူရှိဖို့ကြိုးစားနေပြီးရုရှားကဘာတွေလိုအပ်တယ်လဲဆိုတာကိုနားမထောင်ခြင်းဘူးလို့လည်းသူတို့ကပြောပါတယ်။ရုရှားလူမျိုးတော်တော်များများဟာအခုတော့စစ်ပွဲကြောင့်ဖြစ်လာတဲ့ပြဿနာအစစ်အမှန်တွေကိုခံစားနေကြရပါပြီ။ပူတင်က KF ကိုဆက်တိုက်နေမယ်ဆိုရင်ယူကရိန်းကရုရှားကိုပြန်ပြီးထိုးနှက်လိုက်မယ်လို့ထင်ရပါတယ် ဒီလိုလောက်တာကိုတားဆီးကာကွယ်ရေးလို့ခေါ်ရမှာပါဆိုလိုတာကတော့ရန်သူကိုရက်တန်သွားအောင်အင်အားပြတာချင်းအောင်ဆိုလိုတာပါအဲ့ဒီအပြင်မီဒီယာတွေကယူကရိန်းကရုရှားကိုပြန်တိုက်ခတ်တဲ့သတင်းတွေကိုပြောချင်မှမရပါဘူးအဲ့ဒီအစားသူတို့ဟာရုရှားရဲ့နျူကလ িয়ার ချိန်ချမှုအကြောင်းကိုပဲအမြဲပြောနေကြတာပါမီဒီယာကြီးတွေကရုရှားကိုအားနေတဲ့အောင်ပြရမှာကြောက်နေတယ်ဆိုတဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ